င်္ဂလာပါဘိုးဇော် channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့ကို17လပိုင်း24ရက်မှ28ရက်ဖိုးလုံးဘိုးဇော်တပတ်စာကတဲ့မှာ ပါဝင်သမျှတွေကိုအတန်နဲ့ပြောပြပေးတော့မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကို အဆုံးထိနားဆင်ပေးကြပါအောင်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့တပတ်စာကတ်တစ်ခုဖြစ်တဲ့ Auto Key ကတ်ကိုပြောပြပေးမယ်ဒီကတ်မှာဆိုရင် DSR နေတိုက်ကြီးတယ်ပါဝင်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တနင်္လာနေ့ DSR အတွက်နေတိုက်ကြီးရတော့6 3နှဖြစ်ပါတယ်အင်္ဂါနေ့ DSR အတွက်နေတိုက်ကြီးရတော့9 4ရှစ်ဖြစ်ပါတယ် ဗုဒ္ဓဦးနေတရားစာအတွက်နေတိုက်ကြီးရတော့နေရှစ်ငါဖြစ်ပါလေဇာတာပတိနေတရားစာအတွက်နေတိုက်ကြီးရတော့နေငါတောင်ညဖြစ်ပါလေတောက်ကြနေတရားစာအတွက်နေတိုက်ကြီးရတော့တောင်ညငါခွန်ဖြစ်ပါတယ် အခုပြောပြပေးကြတာကတော့အော်တိုကီမှာ ပါဝင်တဲ့ DSR နေတိုက်ကီကို ပြောပြပေးကြတာဖြစ်ပါတယ်။နောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ပိုဇော်ရဲ့တပတ်စာအားနဲ့ဘရိတ်ကိုပြောပြပေးပါမယ်။တနင်္လာနေ့မနက်ပိုင်းမှာအားနေနိုင်တဲ့ဘရိတ်ကငါဘရိတ်တနင်္လာနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ဘရိတ်ကတော့ကိုဘရိတ် အင်္ဂါနေ့မနက်ပိုင်းမှာအားနေနိုင်တဲ့ဗရိတ်ကတော့တစ်ဗရိတ်အင်္ဂါနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ဗရိတ်ကတော့ငါးဗရိတ်ပုဒ္ဒဦးနေ့မနက်ပိုင်းမှာအားနေနိုင်တဲ့ဗရိတ်ကတော့ခွန်ဗရိတ်ပုဒ္ဒဦးနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ဗရိတ်ကတော့သုံးဗရိတ် ဂျာတာပရိနေမနပိုင်မှာအာနေနိုင်တဲ့ပရိကတော့ကိုပရိဂျာတာပရိနေညနေပိုင်မှာအာနေနိုင်တဲ့ပရိကတော့ရှစ်ပရိတောက်ကြနေမနပိုင်မှာအာနေနိုင်တဲ့ပရိကတော့သုံးပရိတောက်ကြနေညနေပိုင်မှာအာနေနိုင်တဲ့ပရိကတော့ခွန်ပရိအခုကျွန်တော် ြောပြပေးခဲ့တဲ့ဒီဘောဇော်ရဲ့တပတ်စာအာနေပရိဟာဆိုရင်ပုံသေးတွက်နေရနေယူပြီးအသုံးပြုပေးထားတာဖြစ်တဲ့အတွက်တပတ်ကိုအနည်းဆုံးနှစ်ချိန်ကတော့ဖောင်းနိုင်ပါတယ်မိတ်ဆွေအနေနဲ့အသုံးပြုခြင်းနဲ့ဆိုရင်တော့မှချင်းချင်းပြီးတော့အသုံးပြုစေခြင်းပါတယ်ခင်ဗျာ7လပိုင်း24ရက်မှ28ရက်နောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တယ်ဘောဇော်ရဲ့ အာနယ်ခဏန်ကိုပြောပြပေးပါမယ်။တနင်္လာနေ့မနက်ပိုင်းမှာအာနယ်နိုင်တဲ့ခဏန်ကတော့1တနင်္လာနေ့ညနေပိုင်းမှာအာနယ်နိုင်တဲ့ခဏန်ကတော့3အင်္ဂါနေ့မနက်ပိုင်းမှာအာနယ်နိုင်တဲ့ခဏန်ကတော့4အင်္ဂါနေ့ညနေပိုင်းမှာအာနယ်နိုင်တဲ့ခဏန်ကတော့9ဗုဒ္ဓဟူးနေ့ မနပိုင်းမှာအာနေနိုင်တဲ့ကဏ္ဍကတော့ခွန်ပုဒ္ဒုနေညနေပိုင်းမှာအာနေနိုင်တဲ့ကဏ္ဍကတော့နှစ်ဇာတာပရိနေမနပိုင်းမှာအာနေနိုင်တဲ့ကဏ္ဍကတော့ငါဇာတာပရိနေညနေပိုင်းမှာအာနေနိုင်တဲ့ကဏ္ဍကတော့ရှစ်တောက်ကြနေ နနပိုင်းမှာ အားနေနိုင်တဲ့ကဏ္ဍကတော့နေတောက်ချာနေညနေပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့ခွန်အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီပူဇော်ရဲ့တပတ်စာ အားနေကဏ္ဍဟာဇော်နာကပြောခဲ့တဲ့ပူဇော်ရဲ့တပတ်စာအားနေပြိနဲ့အတူတူပါပဲပုံသေးတဏီကနေယူပြီးအသုံးပြုပေးထားတာဖြစ်တဲ့အတွက်တပတ်ကိုအနည်းဆုံး2ချိန်ကတော့ဖောင်းနိုင်ပါတယ် အသုံးပြုခြင်းနဲ့ဆိုရင်တော့မှချင်းချင်းပြီးတော့အသုံးပြုစေခြင်းပါတယ်ပြီးရင်ကျွန်တော်ပိုးစော်ရဲ့တပတ်စာ ပေဒံကို ပြောပြပေးမယ်တနင်္လာနေ့တရားစာအတွက်ပေဒံကတော့အပေါ်ပိုင်းမှာဆိုရင်တနေ6ခွန်အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး၄ကုန်း ည်အပေါ်ကကနန်းတလုံးအောက်ကကနန်းတလုံးတွဲပြီးတော့အတုံးပြုတ်ပေးရမှာဖြစ်ပါတယ်အင်္ဂါနေ့တရားစာအတွက်ပေးရန်ကို ပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်တော့7 3 5 3အောက်ပိုင်းမှာဆိုရင်တော့9 4 9 6 1 အဘောကကနန်းတလုံးအောက်ကကနန်းတလုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့တရားစာအတွက်ပေတံကို ပြောပြပေးမယ်အဘောပိုင်းမှာဆိုရင်တော့9 3ညာခွန်နှစ်အောက်ပိုင်းမှာဆိုရင်တော့အဘောပိုင်းကမပါတဲ့ကနန်း6လုံး4 9 6 1 7 3အဘောကကနန်းတလုံးအောက်ကကနန်းတလုံး တွဲပြီးအတောင်ပြုပေးရမှာဖြစ်ပါတယ်။ဂျာသာပရိနေတရားစာအတွက်ပေဒံကို ပြောပြပေးမယ်။အပေါ်ပိုင်းမှာဆိုရင်တော့ခွန်၄ကိုအောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း၆လုံး၆၁၈၃မဟာတုံညအပေါ်ကကနန်တလုံးအောက်ကကနန်တလုံးတွဲပြီးအတုံးပြုပေးရမှာဖြစ်ပါတယ် တောက်ကြနေတရားစာအတွက်ဗေဒံကို ပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်တော့နေခေါ်တောင်ညငါအောက်ပိုင်းမှာဆိုရင်အပေါ်ပိုင်းကမပါတဲ့ကနန်6လုံး3ရှင်းတချောင်းလေကိုအပေါ်ကကနန်တလုံးအောက်ကကနန်တလုံးတွဲပြီးအတောင်ပြုပေးရမှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးခဲ့တာလား ဘောဇော်ရဲ့တပတ်စာပေရန်ကို ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။ပြီးရင်နောက်ဆုံးတပတ်စာကတ်တစ်ခုဖြစ်တဲ့ဖိုးလုံးရဲ့တပတ်စာကတ်ကို ပြောပြပေးပါမယ်။ကျွန်တော်ဒီဖိုးလုံးရဲ့တပတ်စာ ကတ်ထဲမှာတနင်္လာနေ့တပတ်စာကတ်ထဲမှာကျွန်တော်တို့နေတိုက်ကီကို အရင်ဆုံးပြောပြပေးပါမယ်။ တနင်္လာနေ့တရားစာအတွက်နေတိုက်ခီရတော့တောင်ညာငါခွန်ဖြစ်ပါလေအင်္ဂါနေ့တရားစာအတွက်နေတိုက်ခီရတော့တောင်ရှင်ငါဖြစ်ပါလေဗုဒ္ဓဟူးနေ့တရားစာအတွက်နေတိုက်ခီရတော့ရှင် 3ဖြစ်ပါတယ်ဂျာတာပရင်းနေတရစာအတွက်နေတိုက်ကြီးရတော့3ညာ5ခွန်ဖြစ်ပါတယ်တောက်ကြနေတရစာအတွက်နေတိုက်ကြီးရတော့3ညာ5ခွန်ဖြစ်ပါတယ်ပြန်ဖိုလုံကတဲ့မှာပါဝင်တဲ့ကျွန်တော်တို့ ဟိုတပတ်စာပေတံကိုပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်တော့3ည3 4 5အပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပွားလက်ကနန်း6လုံး10 2 5 6 9 10 9 6 9 8ခွန်10အပေါ်ကကနန်းတလုံးအောက်ကကနန်းတလုံးတွဲပြီးအတောင်ပြုပေးရမှာဖြစ်ပါတယ်ပြီးရင်ဖိုးလုံးရဲ့တပတ် လွဲ့ပတိကတော့တုံညပတိရှစ်ပတိဖြစ်ပါတယ်။ပြီးရင်ဖိုလုံရဲ့ဒီ7လပိုင်း24ရက်မှာ28ရက်အတွင်းရရှိလာတဲ့ break ကတော့နေ break တုံ break ဖြစ်ပါတယ်။ဒီ break နှစ်ခုတည်းကအနည်းဆုံးတစ်ခုပေးတယ်ဆိုရင် နားလို့ရပါပြီ။အခုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးခဲ့တာက 17လပိုင်း24ရက်မှ28ရက်ဒီတပတ်အတွင်းဖိုလုံးပိုးစောကမှပါဝင်သမျှတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကိုနားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေတအူတယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ